ညံ့နေတဲ့ကံစိုးနေတဲ့ကံတွေကိုပြုတ်ပြင်းပြောင်းလဲပြစ်နိုင်တဲ့ကုသိုလ်တွေကိုဒီနေ့ဓမ္မရဏပြည့်မြောက်ပေးချင်ပါတယ်။မိရဲ့ဘဝမှာအလုံးစုံမှညံ့နေတဲ့ကံတွေညံ့နေတဲ့ကံတွေစိုးနေတဲ့ဆိုလို့ရှိရင်ဒီဘက်တဲ့ဒါနကုသိုလ်ကောင်းမှုကိုနေ့စဉ်မပြတ်ပြုပေးပါ။ဒါနကုသိုလ်ကောင်းမှုနေ့စဉ်ပြုပေးမယ်ဆိုလို့ရှိရင်မိရဲ့စိုးနေတဲ့ကံတွေညံ့နေတဲ့ကံတွေဆက်ပြီးတော့ကောင်းလာနိုင်ပါတယ်။ နာကုသိုလ်ကောင်းမှုနေစဉ်ပြုဆိုတော့ကျွန်တော်ဘဝမှာလောလောကူကူပြုနိုင်တဲ့ကုသိုလ်ကောင်းမှုမနဲ့အရာထားပြီးဆိုလို့ရှိရင်တောက်တော်ရေကျန်းလေးမြတ်စွာဘုရားရှင်ပုံမှန်ကြည့်ဖို့ရိုးရိုးတေးလေးနဲ့နေတိုင်းပြုပေးမယ်ဆိုရှင်ဒါလည်းပဲဒါနာကုသိုလ်ကောင်းမှုပါအဲ့တော့ဒုဗ္ဗာလူတော်ခါမှာကျွန်တော်လကားရတဲ့ရေကိုကတူနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတော့ရှိပါဘူးဒါကြောင့်ဒါနာကုသိုလ်ကောင်းမှုလေးကိုပြုပေးပါဆက်ပြီးတော့ နာဂတိလာကိုထိတ်ထန်ပြီးတော့ဒီနေ့ကနာဂတိလာကိုလုံးဝမချိုးမပေါက်အောင်ဒီနေ့ဆောက်ရှောက်မယ်ဆိုတဲ့စိတ်နဲ့နာဂတိလာတော့ကျွန်တော်စောင့်တယ်။နောက်ပြီးတော့ဘုရားကုံတော်တွေကိုနေ့စဉ်နေ့တိုင်းကိုစွမ်းနိုင်လောက်ပရဟိတုံတော်ဖြစ်ဖြစ်တမန်တော်ကုံတော်ဖြစ်ဖြစ်ဘဂဝါကုံဖြစ်ဖြစ်ကိုစွမ်းနိုင်လောက်နေ့စဉ် ရာကုန်ကိုပွားများပေးမယ်ဆိုလို့ရှိရင်လည်းပြီးတော့စိုးနေတဲ့ကံညံ့နေတဲ့ကံညပြုတ်ပြင်ပြောင်းလဲပြလို့ရပါတယ်။နောက်ပြီးတော့မေတ္တာပို့ပေးပါ။သုံးသက်တော်ဝင်ရှိတဲ့ပုဂ္ဂိုလ်တ attva တွေမေတ္တာပို့ပေးပါ။နံပါတ်5မီးလို့စွမ်းနိုင်တဲ့လောက်10မိနစ်ဖြစ်ဖြစ်15မိနစ်ဖြစ်ဖြစ်ဝိပဿနာတရားတွေနေ့စဉ်ပွားများအထောက်အထားတဲ့အလေးအကျင့်ကောင်းလုပ်ထားမယ်ဆိုလို့ရှိရင်လည်းပဲ စိုးနေတဲ့ကံတွေညက်နေတဲ့ကံတွေကြောက်နိုင်ပါတယ်။နောက်ပြီးတော့နေ့စဉ်နေ့တိုင်းပျက်ရိပ်ပဋ္ဌာန်းစသည်စွန့်နေတဲ့လောက်မိမိတို့ရုပ်ပတ်ပူဇော်ထားမယ်ဆိုလို့ရှိရင်လည်းဘဝမှာစိုးနေတဲ့ကံတွေညက်နေတဲ့ကံတွေကို ပြုပြင်ပြောင်းလဲပြင်လို့ရပါတယ်။ဒါကြောင့်မိမိတို့ဘဝမှာတကယ်လို့ကံတွေများစိုးမယ်ကံတွေများညက်မယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်6မျိုးနဲ့ပြုပြင်ပြောင်းလဲပြလို့ရနိုင်ပါတယ်။ဒါကြလို့ရှိရင် ဘဝမှာကံစိုးခြင်းတွေပြောက်ကံကောင်းခြင်းတွေရောက်လာနိုင်မယ်ဆိုတော့ကိုကျွန်တော်ကြည့်ကြည့်ပြုလုပ်ခြင်းဖြစ်ပြီးတဲ့ဘဝကံနေနေတဲ့မြေအောင်ကိုကံကို